ားလုံးပဲမင်္ဂလာပါ idea 134အနေနဲ့ပြန်နေကြိုဆိုပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ဖလက်စာ audio ဘုတ်စာအုပ်ဖြစ်တဲ့ကာမတဏ္ဏစာရေးသူဦးနူးရေးသားထားတဲ့စာအုပ်အခန်း16ကိုဆက်လက်ဖတ်ရှုမှာဖြစ်ပါတယ်အခန်း16မောင်မြင့်စွေနှင့် မက်ခင်လာမက်ခင်နာဆိုတာပိုးရဆိုင်ပိုင်ရှင် ကိုမောင်ညွတ်မတ်တင်တို့ရဲ့သမီးဖြစ်တယ်။ကိုမောင်ညွတ်မတ်တင်တို့မှာသမီးနှစ်ယောက်ရှိတယ်မက်ခင်လာကအကြီးမက်ခင်တောင်းကအငယ်ဖြစ်တယ်။ကိုမောင်ညွတ်နဲ့မတ်တင်တို့ဟာကိုသိန်းမက်ခင်မီတို့နဲ့တိုင်ကြားမှာနေကြတယ်။သူတို့တယောက်နဲ့တယောက်အင်မတန်ခင်ကြတယ်။မက်ခင်မီဟာမောင်မင်းဆွေကိုမျက်နှာမြင်တော့ကမတ်တင်ဟာမက်ခင်လာကို ကိုဝင်ကြီးနဲ့မက်ခင်မီစီကိုလာပြီးမိဖွာပြီး တယ်။စောင်းလျှောက်တဲ့နောက်3လနဲ့17ရက်ကြာတဲ့အခါမတင်ဟာမခင်လာကိုမြင်တော့မခင်မီဟာမတင်စီကိုသွားပြီးမိဖွားပြီးတယ်။စောင်းလျှောက်ပြီးတယ်။မောင်မြင့်ဆွေနဲ့မခင်လာတို့လည်းအမိဖားတွေကိုကြောင်းပြူပြီးကလေးရွယ်တဲ့ကကစားပေါ်ကစားပဲဖြစ်ခဲ့တယ်။ ။ကျောင်းနေပြန်တော့လဲမောင်မြင့်ဆွေနဲ့မကင်နာတို့ဟာတကြောင်နဲ့တဒန်းနဲ့နှစ်စဉ်နှစ်တိုင်းတဒန်းပြီးတဒန်းအတူတူအောင်လာကြတယ်။အဲဒီတော့သူတို့နှစ်ဦးဟာကစားပေါ်ကစားဘက်ကနေပြီးငွေကြေးတွေဖြစ်လာကြမြန်နေ။သူတို့နှစ်ဦးခုနှစ်နှစ်အောင်နဲ့နှစ်လူရည်ကြောင်းပိတ်ထားတော့သူတို့ရဲ့မိဘတွေတိုင်ပင်ပြီးရန်ကုန်မန္တလေးစကိုင်းကိုဖျားဖို့သွားတယ်။အဲဒီခါသူတို့ရဲ့အသက်တွေကမငယ်ကြတော့ဘူး။၁၄နှစ်စီရှိနေကြပြီးမောင်မြင့်ဆွေကိုတော့သူမိဘတွေကဖုန်ကြီးလောက်ခ ိုင်းနေတယ်။သူကရေးပိုင်လှုပ်ချင်နေသေးတယ်။ဝါခေမမကြီးဆုံးအုပ်ချုပ်ရေးရာရှိကဝင်တော့အဲဒီဝင်တော့ကိုကလေးနေနဲ့မြင်ရပြီးမောင်မင်းစွေဟာတိတ်အားကြတယ်။တစ်ခါတခါမြောင်းများကရေးပိုင်ဝါခေမကိုလာတဲ့အခါလဲမောင်မင်းစွေကမြင်ရပြီးတိတ်အားကြတယ်။သူအိတ်စိတ်ထဲမှာတော့ဝင်တော့နဲ့ရေးပိုင်ပထမလှုပ်လာအောင်မယ်။ရေးပိုင်၄၅နှစ်လောက်အနည်းဆုံးလှုပ်ပြီးတော့မှမိဘတွေစိတ်ကြိုက်တိုင်းဖုန်းကြီးလှုပ်မယ်။မိမယူဖို့တော့သူစိတ်မကူဘူး။ အဲ့ဒီသူ့အကြံကိုဘသူမှသူမပြောဘူးဆယ်နဲ့အောင်တော့မှသူမိဘကိုပြောမယ်လို့ခြံထားတယ်မခင်နာကလေးကတော့ဒီလိုမဟုတ်ဘူးရန်ကုန်မန္တလေးစကိုင်းကဖျားဘူးပြန်လာတဲ့အချိန်လောက်ကစပြီးမောင်မင်းဆွေပေါ်မှာစိတ်တွေဖောက်ပြန်လာတယ်မောင်မင်းဆွေကို ကစားပေါ်ကစားပတ်လို့တငယ်ချင်းတို့သဘောထားလို့မရတော့ဘူးအကျော်တွေအချင်းတွေ ဥတွေအသေးတွေတဲကပါချစ်လာတဲ့ချစ်သူလို့သဘောထားလာတယ်။နေခါလဲအားလက်ချင်းရတိုင်းညဆိုလဲညအရာဝင်တိုင်းစဉ်းစားစရာတွေးစရာသတိရစရာတတဝါကလေးလို့သဘောထားတယ်။မခင်လာဟာမောင်မင်းစွေနဲ့ကြောင်းတူသွားရအောင်မောင်မင်းစွေတို့အိမ်ကိုအမြဲတမ်း5မိနစ်10မိနစ်စောပြီးရောက်လာလေးရှိတယ်။သူနည်းနည်းနောက်ကျရင်လည်းသူ့ကိုစောင့်ဖို့မောင်မင်းစွေကို မှားထားတယ်။ကျောင်းစင်းရင်လည်းဒီလိုပဲမောင်မင်းစွေ ွေနောက်ကြရင်သူကစောင့်နေသူနောက်ကြရင်မောင်မင်းဆွေကစောင့်မှုမှားထားတယ်။ကြောက်မဆိုရင်လည်းမောင်မင်းဆွေနဲ့ပဲနေများတယ်။အတန်းတွေကမိန်းကလေးတွေနဲ့ပေါင်းတင်သိမ့်မရှိဘူး။နေလေကျောင်းစင်ချိန်ဆိုရင်လည်းစားစရာတွေဝယ်လာပြီးမောင်မင်းဆွေနဲ့အတူတူစားတယ်။ဒီလိုနဲ့သူတို့နှစ်ဦးဟာတတွဲတွဲဖြစ်နေပြီမဲ့ရွယ်ကလည်းသိမ့်မကြီးကြသေးဘူး။မောင်မင်းဆွေလေးကလည်းအင်မတန်အိမ်ကြီးရတယ်၊တချီတယ်၊စကားနေတယ်။ပြီးတော့လေသူတို့ဟာအိမ်ကြီးချင်းကလေးတွေကလည်းက ကစားပေါ်ကစားဖက်ဖြစ်လာကြရဲဆိုတော့ပဝင်းရှင်ကသင်္ကာမကင်းမဖြစ်ကြဘူးသူတို့အပေါ်မှာအမှတ်တမဲ့ပဲหนีလိုက်တာပဲနောက်တစ်နှစ်ကိုရန်ကိုနှစ်ယောက်စလုံးတရားပြီး15နှစ်စီရှိလာတဲ့အခါမခင်လာရဲ့မြေတားဟာရှီကားထက်ပိုပြီးရှင်းတန်လာတယ် မခင်နာဟာသူ့နာမည်ပါတဲ့လက်ကင်ဘွားလေးတွေကိုမောင်မြင့်ဆွေကိုပေးတယ်။ဒီလိုပေးရင်မောင်မြင့်ဆွေကလည်းသူ့နာမည်ပါတဲ့လက်ကင်ဘွားလေးတွေကိုပြန်ပေးလိုက်မယ်လို့မခင်နာဟာပထမတော့ကမျှော်လင့်တယ်။ဒီလိုပြန်လှန်ပေးရင်တယောက်နဲ့တယောက်သမီးစားဖြစ်သွားမယ်လို့မခင်နာကယူဆတယ်။မောင်မြင့်ဆွေစီကဘာမှပြန်မလာတဲ့အခါမောင်မြင့်ဆွေဟာဖုန်ကြီးတစ်ပိုင်းဖြစ်နေတယ်။ ဒါမျိုးတွေနားလေတာမဟုတ်ဘူးသူနဲ့ရတော့မှပဲပြုပြင်ယူရမယ်လို့မခင်လှကသူ့ကိုယ်သူဖြေတယ်ဒီနေ့နေ့လယ်ကြောင်းစင်းချိန်အတန်းသူတန်းသားတွေကတချို့ကမုံစားသွားကြတယ်တချို့ကဟိုနာဒီနာသွားကြတယ်အတန်းထဲမှာမမင်းဆွေနဲ့မခင်လနှစ်ယောက်ပဲရှိတယ်နှစ်ယောက်တူတူ မြေပဲစားလို့စားရင် မခင်လကမောင်မင်းချစ်တယ်ဆိုတာနင်တိလားဘာလဲ လို့မေးတယ်။မောင်မြင့်စွေကချစ်တယ်ဆိုတာကြိုက်တာပေါ့ဟဲ့လို့ပြန်ဖြေတယ်။မခင်နာကကြိုက်တယ်ဆိုတာကိုနင်သိလား။ဘာလဲလို့ထပ်မေးတယ်။ မမင်းဆွေကချိန်တယ်ဆိုတာလိုချင်တာပေါ့ဟဲ့ယောက်ျားကမိန်းမကိုလိုချင်တာမိန်းမကယောက်ျားကိုလိုချင်တာအဲ့ဒါကြိုက်တာပေါ့လို့ပြန်ဖြေတယ်မကင်လာဟာမိဘစားတော်ကို၄၅၀လောက်ဆက်စားပြီးမောင်မြင့်နေငါကိုမှတ်မှန်ပြောမလားနေ့မှာနေလိုချင်တဲ့မိန်းမရှိပလားလို့မေးတယ်မောင်မြင့်ဆွေကမကင်လာကိုမျက်မှောင်ကုပ်ကြည့်ပြီးခင်လာနေဘာလို့ရှောက်ပြောနေတယ်လဲကလေးတွေဖြစ်ပြီးစလိမ့်တောက်တာတို့ ရှေ့စကားကြိုက်စကားပြောတာတို့ငါတိတ်မုန်းတာပဲလို့ငေါက်လိုက်တယ်။မခင်နာလည်းရှေ့ဆက်ပြီးဘာမှမပြောရတော့ဘူး။မခင်နာကလေးကလည်းချစ်လာပြီဆိုတော့ငြိမ်ထိုင်မနေနိုင်တော့ဘူး။လိုလျင်ကြံစနီလန်ရဆိုတဲ့စကားအတိုင်းလိုချင်တဲ့အခါကျတော့ရအောင်ဘလို့လုပ်ရပါမလဲဆိုတာကြံစီလာရတယ်။ကြံစီတော့နီလန်ရတယ်။မခင်နာကလေးကအဲ့ဒီလိုကြံစီတဲ့အခါနီလန်တစ်ခုရတယ်။ အိမ်နီလန်းဟာတခြားမဟုတ်ပါဘူးမောင်မြင့်ဆွေကိုတိုက်ရိုက်ချင်းကလို့တော့သူရှုံးယုံတာရှိမယ်မေကြီးဒေါခင်မီကတဆင့်လှဲ့ပြီးတက်မှာပဲလို့အောင်းဖို့လမ်း တေကြတဲ့ဆိုတဲ့နီလန်ဖြစ်တယ်။အဲဒီနီလန်ကရှာကလေးကမခင်မီကလေးဟာအိမ်မှာမခင်မီလုပ်တဲ့လုပ်တွေကိုကူလုပ်ပေးတယ်။တနင်္ဂနွေနေ့တွေမှာမခင်မီတို့မိသားစုဥပုပ်ဆောင်ရင်သူပါဝင်ဆောင်တယ်။မခင်မီသဘောကျအောင်အင်ကြီးထူထူဝတ်တယ်။တနခါရေကြဲကလေးကို လိမ့်နေ။ပေါင်နာမကလေးဘူး။မခင်မီကိုတော်တော်လို့ခေါ်နေကြဖြစ်ပေမဲ့တခါတခါမီမီလို့ခေါ်တယ်။ ရုပ်ရှင်ကိုအင်မတန်ဝါသနာပါပြီးမဲ့မခင်လာဟာရုပ်ရှင်ကိုဖျက်လိုက်တယ်။ဖျက်ပြလိုက်တဲ့အကြောင်းကိုလည်းမခင်မီကို ပြောပြတယ်။မခင်မီကတော့မခင်လာကလေးကဒီလို လုပ်နေတဲ့အထဲဘာတစ်ခုမှထူးထူးဆန်းဆန်းမမြင်ဘူး။သူ့ကိုခင်ပြီးလှုပ်ပေးနေတာလို့ပဲယူဆထားတာပဲ။ဒါပေမဲ့ ဒီလုံမျိုးကိုလောက်ခဲ့ဘူးတဲ့ကိုသိန်းကတော့ဝင်ဝေချင်းချင်းမြင်နေဆိုလို မခင်မေလုံပုံကိုင်းမုံနေထဲမှာအစမ်းကလေးတွေ့ရတယ်ဒီနေ့မှာကိုသိန်းကမခင်မေပြောရမှာတသမီချင်းမစားမနာလို့များဖြစ်နေမလားလို့မဆိုနိုင်ဘူးလို့စကားစလိုက်တယ်မခင်မေကဘာများပါလင်ကိုသိန်းရဲ့လို့ပြန်မိတယ်ကိုသိန်းကမခင်လှကလေးဟာတိတ်မယိုးတော့ဘူးမင်းသားကို ချစ်နေပြီထင်တယ်လို့ပြောလိုက်တယ် မခင်မေဟာအာအသိင်ပြီးကြံကြီးစီရကိုသိင်ရဲ့ဘာကြောင့်ဒီလိုပြောတာလဲလို့မေးတယ်ကိုသိင်ကငါနဲ့မင်းနဲ့တုန်းကလို့ဖြစ်နေပြီမင်းကလည်းငါ့ကိုဖုတ်လေတဲ့ငပိရှိတယ်လို့တော့မသိတော့ငါလည်းကြံမိကြံရဆိုပြီးမိမိချိန်နာကိုအတင်းဝင်ကူရတာပဲ ခုလည်းဒီလိုဖြစ်နေပြီတင်နေလူကလေးကတော့ဒီလိုဟာတွေဘာမှမသိဘူးသူစာပဲရေးကြီးနေတာဒါကြောင့်ကမလေးဟာမင်းကို ဝင်ကက်နေတာထင်တယ်လို့ကိုသိန်းကပြောတယ်မခင်မေကခဏလောက်စဉ်းစားပြီးခက်ပြုံးပြုံးမျက်နှာထားနဲ့ကိုသိန်းရဲ့ခိုးတတ်တော့ရိုးတယ်ဆိုတာမျိုးဖြစ်နေပြီကိုလှုပ်ခဲ့ဘူးတာနဲ့သူများလည်းဒီလိုလုံးမိတ်မယ်ထင်တာမှန်မှုထင်တယ်လို့ပြောတယ်ကိုသိန်းကသူများအကြောင်းကိုပြောရတာတော့မကောင်းဘူးပေါ့ကွယ်ငါပြောတာလဲချိုးချိုးဖဲဖဲပြော ြောခြင်းနဲ့စေတနာနဲ့မဟုတ်ဘူးကိုချင်းစာပြီးတနာတဲ့စိတ်နဲ့ပြောတာပါ မခင်မီရဲ့လို့ပြောပြီးဒီเจ้าကိုဆက်မပြောတော့ဘူးအဲဒီနှစ်ဆာမွဲစစ်ပြီးတဲ့အခါမောင်မင်းဆွေရော မခင်လာရောနှစ်ယောက်စလုံးဆာမွဲအောင်တဲ့အတွက်ဆယ်တန်းကိုတက်ရတယ်နှစ်ယောက်စလုံးလဲ16နှစ်စီရှိလာကြပြီမောင်မင်းဆွေကတော့ကိုကာယအနေနဲ့တလောက်ပြောင်းလဲခြင်းမရှိ မခင်လာတော့တိတိတသာကြီးပြောင်းလဲသွားတယ်အတော်ကြီးလဲထွားလာတယ် ်ပို့ပြီးတော့လဲချစ်စရာကောင်းလာတယ်မောင်မင်းဆွေကိုချစ်နေတဲ့ချစ်စိတ်တွေရဲ့တကူတွေကြောင့်များဒီလိုဖြစ်နေသလားမသိဘူးလို့မဆိုနိုင်ဘူးအကြောင်းပြန်ဖွင့်ပြီးမကြားခင်ဒီနေ့ကျတော့ကိုသိန်းမခင်မီတို့အိမ်မှာဖះကိုစုကတ်တယ် လာတဲ့ပိဋကတိကတော့တော်တော်ဆုံးပါတယ်တတိယဦးထွန်းလုံများနေလို့မလာနိုင်ဘူးသူမိမတတိကတော့တော်များရှင်နဲ့သားကိုလိုင်းဖေတို့လာတယ်အเจ้าကအเจ้าဆရာမကြီးနဲ့ဆရာရီဆရာမရီလာတယ်ရှင်နေကတော့တော်သန်းတင်းနဲ့သူသမီးလည်းလာတယ်မခင်မေရဲ့ဖေဖေရဲ့ညီငယ်ဆုံးဖြစ်တဲ့မြေပိုင်ရှင်တော်ထင်းနဲ့သူယောက်ျားဦးလွန်းတို့လည်းမခင်မေတို့မင်းတို့ရောင်းရတော့ကစီဘောကြောပဲမလုပ်မိတဲ့အတွက်မျက်နှာပူပြီးမလာကြဘူးဒါပေမဲ့သူတို့ရဲ့သမီးဆဲ န်းချောင်းသူရင်ရင်ကိုတော့လွတ်လိုက်တယ်မခင်လာရဲ့မိဘများလည်းလာတယ်မခင်လာကတော့စောကြီးကလေးရရောက်ပြီးမခင်မင်းနဲ့အတူဝေယဝိဆရီဆောင်ရွက်နေတယ်အဲ့တွေကိုခောက်ဆွဲကြွေတယ်မခင်လာလည်းခောက်ဆွဲပကံနေရဲ့အဲ့တွေရှိမှလိုက်ချပြီးတယ်တတိကတော့တော်များရှင်နဲ့သားကိုဖီလိုင်းတို့လာတဲ့အခါမှာလည်းမခင်လာပဲခောက်ဆွဲပကံချပြီးတယ်ကော်ဖီယူပြီးတယ်လက်ဖက်ဂျင်းတုပ်ပကံဆလေးပကံကွန်အစ်ထွေးကံအစုံချပြီးတယ်တတိသားကိုလိုင်းဖီလည်းမခင်လာကိုစိုက်ကြည့် ီးရင်အတော်လှတဲ့ဟာမကလေးပဲလို့မှတ်ချက်ချတယ်ညာ9နှစ်လောက်အိမ်မှာဧည့်သည်တွေတော်ဆုံးတဲ့အခါတထေးဦးထွန်းကအရေးကြီးတဲ့ကိစ္စနဲ့အမြန်လာပါလို့ခေါ်လှုပ်လိုက်တဲ့အတွက်ဧည့်သည်တွေကိုမခင်မင်းနဲ့ထားပစ်ခဲ့ပြီးလှုပ်လိုက်တဲ့မော်တော်နဲ့တော်ကားဘက်ကိုကိုသိမ့်လိုက်သွားရတယ် ရေးကြည့်အကြောင်းကတော့ဒီလိုအိနေညနေ9နာရီလောက်ကတထေဥထွန်းကိုမိန်ကလေးတွေရှာပေးနေကြမမိုးဟာကဝဲရွာတဲ့ကမေးကြိုင်းဆိုတဲ့မိန်ကလေးတယောက်ကိုတထေဥထွန်းစီခေါ်လာတယ်ကဝဲဆိုတာဝါခိုင်မရှေးဘက်မှာရှိတယ်ဝါခိုင်မမျိုးထိပ်ကထွက်သွားရင်ခဏကလေးပဲတွားရတယ် မအေးကြိုင်ရဲ့ရာဇဝင်ကဒီလိုရှိတယ်။သူငငယ်ကလေးကသူမိဘတွေစုံနေသူအဖေရဲ့တငယ်ချင်းတယောက်ကတနာတာနဲ့အိမ်မှာခေါ်မွေးတယ်။ကြီးပြင်းလာတဲ့အခါခွဲရွာတွေကအလုတ်သမားကလေးခင်မောင်နဲ့မြတ်တာရှိတယ်။သူတို့အိမ်အောင်ပြုဖို့အတွက်အခက်ခဲတာတော့ငွေပဲ။ခင်မောင်လည်းဒီငွေရအောင်ရှာဖို့ပင်လယ်သွားတဲ့ငပိလီမှာတစ်နှစ်လောက်တယ်။ငွေကလေးတော့စုမိတဲ့အခါ ်အမေမုတ်ဆိုးမကြီးကသူ့သားငယ်ခင်မောင်ရဲ့ညီကိုရှင်ပြုခြင်းနဲ့ဆိုလိုသူ့အတွက်အိမ်တော်မပြုရပဲရတဲ့ငွေနဲ့ရှင်ပြုပေးလိုက်တယ်။နောက်နှစ်ငွေရပြန်လာတော့လက်ထပ်မဲ့လုပ်တော့အမေမုတ်ဆိုးမကြီးစုံမြန်တယ်။ဒါနဲ့ရလာတဲ့ငွေကိုမသားစရိတ်အတွက်သုံးလိုက်ရတယ်။ဒီနှစ်လဲငပိလှေလိုက်ဖို့ပြောပြီးပြီးလေမထွက်ခင်နှစ်ရက်လောက်မှာ ဒလန်တယောက်ကကဝဲမှာဖြင့်မဲအကြိုင်ဆိုတဲ့ကောင်းမကလေးရှိလေရဲ့ပတ်စံနေနေအုံခဏနိုင်ရမယ်လို့လက်ထောက်ချလိုက်တာနဲ့မမိုးကကဝဲကိုရောက်လာပြီးမဲအကြိုင်နဲ့တွေ့တယ်ဒလ20ပြီးမယ် ထမင်းကြွေမဲ့ဝတ်စားပေးမယ်။တတိတယောက်စာအတွက်ထမင်းနဲ့ဟင်းချက်ပေးရုံပဲဆိုတော့မဲအေးကြိုင်လေးဟာတိတ်ပြီးဝမ်းသာတာပေါ့။သူကြီးစားခင်မောင်နဲ့တိုင်ပင်တဲ့အခါခင်မောင်ကလည်းသဘောတူတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်စလုံးအလုံးလုံးမယ်ဆိုရင်သူတို့ရဲ့အိမ်အောင်ကိစ္စဟာမြင်မြန်ပြီးနိုင်ပါမယ်လို့တွေးပြီးဝမ်းသာတယ်။ဒါကြောင့်ခင်မောင်ဟာမမိုးရှိမှပစစ်ဒူးတုတ်ထိုင်ပြီးမမရဲ့အေးကြိုင်ဟာမလိန်ပါဘူး။ဆဆအရာ ဆုံးမှပါ တော်တလိခရရန်ရန်မှုမြို့မှာအစ င်ပီတာများရှိရင်လည်းတင်ပေးပါမမရဲလို့အေးကြိုင်ကိုမမိုးစီမှာယူယူတည်တည်အပ်လိုက်တယ်။မမိုးလည်းအေးကြိုင်နဲ့အတူတော့ကကိုတမန်စီးပြီးပြန်လာတယ်။အေးကြိုင်လည်းယူယူအားအားလေးဆိုတော့ မိုးထောင်ထားတဲ့ကြော်ကွင်းကိုမြင်ဦးလမ်းတစ်လမ်းလုံးမှာအေးချိုင်ကမမရဲ့ဂျမနဲ့ကိုခင်မောင်တယောက်နဲ့တယောက်မေတ္တာရှိလာတာကြားပြီးလက်ထဲမှာပတ်စံဆိုရင်မူးလို့တော့ရှူစရာမရှိရနဲ့ကျမတို့ဟာခုထက်အိမ်တော်မပြူရတာပဲကိုခင်မောင်လည်းလှီလဲဒီနှစ်လိုက်မှာကျမလည်းမမတို့စီမှာတနေ့တော့လောလောရင်အိမ်တော်ပြူဖို့လက်ထဲမှာငွေကလေးတော့အတော်စုမိပြီခုလိုခေါ်ပြီးလှုပ်ပေးတာယေရှုတင်ပါတယ်မမကျမကိုထမင်းချက်နေမဟုတ်ပါဘူးချီတီးကအစားလျှော်ခိုင်းမှာကျမအလုံးမတွက်ကပ်ဘူးကျမလည်း အမေမဆုံးခင်ကတည်းကသူများ၏မှာကိုက်ရက်ပြီးထမင်းကလေးတစ်လုံးအတွက်အလုံးမျိုးစုံလုံးပေးခဲ့ရပါတယ်အဲ့ဒီတော့ကျမအလုံးမတွက်ကပ်ပါဘူးဆိုတော့သူ့ရဲ့ဝမ်းနဲ့ရှိတာတွေအကုန်ရှောက်ပြောလာတယ်။တောကကိုရောက်တဲ့အခါမမိုးအားအေးကြိုင်ကိုရီမိုးချိုးခိုင်းဖြီးလိမ့်ခိုင်းပြီးလိုတဲ့နေရာတွေသူကိုယ်တိုင်ပြုပြင်ပေးအဝိသေစားသည့်လဲခိုင်းရွှေစင်လက်ကောက်လေးတွေလည်းတစ်ဖက်ငါးစီဝတ်ပေးအဲ့လိုလှုပ်လိုက်တော့ ငကိုရုပ်ကလေးကလည်းရှိနေတဲ့အေးချိန်ဟာလက်သွေးတမွေဖြစ်သွားတယ်။သူတခါမှမမြင်ဘူးတဲ့ကိုလုံးပေါ်မှန်ကြီးရှိမှသူ့ရုပ်ကိုသူပြန်ကြည့်တဲ့အခါသူဟာအတော်လေးကိုချိန်နဲ့နေတယ်။အဲဒီလိုမှန်ကြီးရင်သူရီးသားခင်မောင်စီဒုံဆိုင်ပြေးသွားပြီးဒီရုပ်ကလေးကိုပြလိုက်ခြင်းနဲ့စိတ်တွေအေးချိန်ကိုထဲမှာတဖွာဖွာပေါ်လာတယ်။ပြီးတော့မှတထေးကြီးဟာပစံတိတ်ချမ်းသာမှာပဲစိတ်တော်လေးတိတ်ကောင်းပုံရတာပဲလို့သူဟာသူမှတ်ချက်ချလိုက်တယ်။ ညနေ9:00နာရီလောက်ရှိတဲ့အခါတတိကအားပြီးလာခဲ့ကြလို့အခေါ်လွှတ်လိုက်တဲ့အတွက်မမိုးဟာအကြိုင်ကလေးကိုခေါ်ပြီးတိုင်ပေါ်ရကအခန်းထဲမှာစောင့်နေတဲ့တတိဦးထွန်းစီကိုတွားကြတယ်တတိဦးထွန်းဟာအကြိုင်ကိုမြင်ရတဲ့အခါပြုံးပြီးခြေနှချောင်းကိုလှုပ်နေတယ်အဲ့ဒါဟာတတိ imminent သဘောကျတဲ့လက္ခဏာဆိုတာမမိုးကောင်းကောင်းသိတယ်အဲ့ဒီတော့တအောင်လောက်ကြတဲ့အခါမမိုးဟာမအကြိုင်ကလေးကို အပြင်ခဏထွက်ခိုင်းလိုက်တယ်အခန်းထဲမှာ သူနဲ့တတိပဲရှိတယ်ကအကိုကြီးဒီ ီဟာလေးကတော့တိတ်ရိုင်းနေသေးတယ်။၃ရက်လောက်နားချပြရစီအောင်လို့မမိုးကခွင်တောင်းတယ်။တတိကဒီစကားကိုမကြိုက်ဘူး။တောက်ကမင်းမှာရှာမရှိနဲ့ငါဟာငါနားချမယ်။ငါနားချတာကနင်တို့နားချတာတည်းကောင်းနေမဟုတ်လား။မိမိုးပျော်စံလို့အရက်ကလေးခတ်ထွေထွေနဲ့ပြောတယ်။မမိုးကလည်းမချီတင်ငယ်သွားဖြဲပြီးပြုံးနေဟုတ်ပါတယ်ကိုကြီးကောင်းပါတယ်လို့ပြန်ပြေးတယ်မိမိုး နင်းကိုတော့ငါနားချတာ9မိနစ်ပဲကြာတယ်မဟုတ်လားလို့တတိကထပ်ပြီးမိတယ်။မိမိုးလည်းပြုံးပြီးဟုတ်ပါတယ်ကိုကြီးလို့ပြောတယ်။ကဲမိမိုးငါအခုရေချိုးအောင်မယ်6နာရီတိတိ ဒီခန်းနဲ့အရောက်ခုနဟာလေးကိုပို့တမနစ်နောက်ကျရင်နေသေးရအောင်ပြင်မိတော့လို့ပြောပြီးမမိုးကိုပြန်လှုပ်လိုက်တယ်6နာရီမှမမိုးနဲ့မေးကြိုင်ပြန်တက်လာတယ်တတိလေးရေချိုးပြီးဘရန်ဒီတောက်ရင်းစောင့်နေတယ်ခန်းနဲ့ရောက်တဲ့အခါမမိုးကအကိုကြီးမေးကြိုင်ဟာ ထမင်းချက်တင်မဟုတ်ပါဘူးအဖို့လျှော်ကစပြီးခိုင်းနေတာခိုင်းမှာမတွက်ကတတ်ပါဘူးလို့ပြောပြီးအပြင်းမဲ့ထွက်သွားတယ်။အားလာတဲ့မအေးကြိုင်ကလည်းတတိပါခိုင်းမလဲလို့တတိရှိမှမတည့်ရက်နေ။တတိလေ ည်းဘာမှမပြောပဲထပြီးတကားမင်းတို့ကိုထိုးလိုက်တယ်။မအေးတိုင်းလေးလည်းရှင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်။မင်းတို့ထိုးပြီးပြန်လာမှာမအေးတိုင်းရဲ့မီးစီကလေးကို အသာကင်တယ်။မအေးတိုင်းရဲ့စိတ်ထဲမှာမျက်ခနဲဖြစ်ပြီး ခေါင်းကိုအနောက်ကိုတိမ်လိုက်တယ်။တတိကသူ့နားမှာရက်ပြီးနိမ့်နံမဲ့ဘသူလဲလို့မီးတယ်။မအေးတိုင်းမှာရှင်လို့ဖြေတယ်။ မေးကြိုင်ကတဲချိုးတယ်ကွနှောင်းတကေးကတော့ဖြစ်လာရင်စိန်တွေရွှေတွေနဲ့ဆိုတော့ဓာတ်ထက်အများကြီးလှလာအောင်မယ်လို့တတိကဆက်ပြောတယ်အေးကြိုင်ကလည်းသူ့နားကိုမယုံဘူးအိမ်မက်များမတ်နေသလားလို့အောင်မိတယ်အဲ့လိုပြောပြီးကရင်စီကိုဆွဲခေါ်ရအောင်မအေးကြိုင်လက်ကိုဆွဲလိုက်တယ် မအေးချိုင်စောင့်ယုံနေအဲ့လိုယုံပြီးတော့ကျမကိုဘိုင်ခိုင်းမလို့လဲခိုင်းကြရမရှိရင်ကျမပြန်မယ်လို့ပြောတယ်တတိကခိုင်းကြရပြီလားအေးငါပြမယ်ဆိုပြီးမအေးချိုင်ကိုဖတ်လိုက်တယ်မအေးချိုင်လေးကလက်ကခတ်တန်တန်နဲ့တတိရဲ့ရှင်ဝါကိုစောင့်တွန်းလိုက်တယ်တတိနောက်ကိုရှိုင်းသွားတယ်။မအေးချိုင်အပြင်းမထွက်ရအောင်မင်းတို့ထိုးထားတဲ့တကားစီကို ခတ်တုတ်တုတ်သွားပြီးမင်းတို့ကိုချွတ်နေတော့တထေးကနောက်ကဖတ်ပြီးကဒင်းစီကိုနောက်ပြန်ဆွဲသွားတယ်။အဲဒီခါအေးကြိုင်ကလည်းကဲတော်မူကြပါကဲတော်မူကြပါ ကျမကို မတရားကျင့်နေပါတယ်ကျမကိုမတရားကျင့်နေပါတယ်လို့အတန်ကုန်ခစ်တယ်။တထေးလည်း ဖတ်ထားတဲ့လက်ကိုလှုပ်ပြီးအေးကြိုင်ရဲ့ဗဇက်ကို အတင်းပိတ်တယ်။အဲဒီမှာအေးကြိုင်ကယုံလိုက်တဲ့အတွက်လွတ်သွားတယ်။တတိလေအတင်းလိုက်ဖမ်းလုံရင်းထွေးရင်းနဲ့အေးကြိုင်နဲ့မျက်နှာချင်းဆိုင်ဖတ်မိသွားတယ်။ဘလို့အော်သူ့ဆက်ဝင်တဲ့ကိုဘသူမှမဝင်ရဲဘူးဆိုတာတတိကြွတ်ပြီး ။တတိကအင်ဂျင်အော်ရာကိုဒီခါတော့ခယူးမဆိုင်ဘူး။အင်ဂျင်ကိုသာလက်နှစ်ဖက်နဲ့တအားဖိပြီးကရင်စီကိုခေါ်သွားတယ်။ကရင်နာရောက်ခန်းဒီမှာအင်ဂျင်နဲ့လုံးမီလောက်လာလောက်တဲ့အနေနဲ့တတိရဲ့မျက်လုံးနှစ်ဖက်ကိုတအားကုတ်လိုက်လေ။ တတိလဲခေါင်းခါတဲ့အတွက်နင်းနေတော့လွတ်သွားတယ်။ဒါပေမဲ့မျက်လုံးပြကနေဖြစ်ပြီးအေးကြိုင်ကိုလွတ်လိုက်တယ်။တတိချက်ချင်းရပြီးအေးကြိုင်ကိုအတင်းလိုက်ဖတ်တယ်။အေးကြိုင်လည်းလွတ်ရင်ပြီးရောဆိုတဲ့ရမ်းပြီးခုံချလိုက်တာပတင်းပေါက်ကခုံချမိရတာဖြစ်သွားတယ်။အောက်ရောက်တဲ့အခါအောက်မှာထောင်ထားတဲ့စင်းအိုးတွေနဲ့တအားရိုက်မိပြီးစင်းအိုးကွဲတွေပေါ်မှာပဲတတိလင်းနေတယ်။စဝိုင်းတွေကလူတွေတွားထူတဲ့အခါခေါင်းမျက်ခွတ် ရင်ဘတ်မှာဒဏ်ရာကြီးကျယ်ရပြီးအချိန်ကလေးဟာသွေးတွေနဲ့လူးနေတာကိုတွေ့ရတယ်။နိုင်ဝက်လောက်ကြာတော့အသက်ထွက်သွားပါတယ်။ အဲဒီကိစ္စအတွက်ကိုသိန်းကိုဖျားကိုစုစွန့်ကပ်နေရမှာတတိကအခေါ်လွတ်လိုက်တာပဲဖြစ်တယ်။ကိုသိန်းနဲ့တတိနဲ့တွေ့ပြီးဌာနအုပ်စီချက်ချင်းပြည်ရတယ်။အားလုံးစီစဉ်ရရှိရစီစဉ်ပြီးညာဆက်နိုင်ခွဲလောက်မှာအင်ပြန်ရောက်တယ်။ငွေမျက်နှာကြောင့်အရာရှိပိုင်းကစီရင်ခံစာတွေထဲမှာတစ်မျိုးတစ်ပုံဖြစ်နေတယ်။တတိအစစ်မှန်ကိုတော့ဖုံးဖိလို့မရဘူး။ဘလို့ဖြစ်ကြတယ်ဆိုတာတစ်မျိုးလုံးမကကဝဲအထိပြန်သွားတယ်။ခင်မောင်ကလည်းဒီတတိကိုကြား တဲ့အခါတောက်တခေါက်ခေါက်ဖြစ်နေတယ်စိတ်တွေမကောင်းတာနဲ့မိနေကိုလည်းငပိလီနဲ့မသွားတော့ဘူးခင်မောင်သာစိတ်မကောင်းတာမဟုတ်ကိုသိင်းနဲ့စိတ်မကောင်းဘူးအဲ့ဒီတညာလုံးမအိတ်နိုင်ဘူးနောက်တနေ့မခင်မီနဲ့တိုင်မီနဲ့မခင်မီနဲ့ကိုသိင်းနဲ့သဘောတူတယ်အဲ့ဒါနဲ့အလောက်ကထွက်စာကို ရေးတယ်ရေးပြီးအလင်းစလိုမလုချင်တာနဲ့ထွက်စာကို စပွဲပေါ်အသာတင်ထားသေးတယ် ညာကြတော့လင်မယားနှစ်ယောက်တစ်ကြိမ်ထပ်စင်စားကြပြန်တယ်။ထွက်ဖို့ပဲသဘောတူကြတယ်။နောက်တနေ့မနက်တထေးဦးထွန်းစီကိုထွက်စာကိုဆံမြနဲ့အပုတ်လွှတ်လိုက်တယ်။တထေးလည်းအေးချိန်သေးတဲ့ကိစ္စနဲ့လန့်ဖြန့်ပြီးဖဲဝိုင်းကိုတော့လုံမစင်းနိုင်ဘူး။နေထွက်ကနေဝင် နေဝင်က နေထွက်ရက်ကိုသာဖိတောင်းနေ။ကိုသိန်းရဲ့စာကိုရတဲ့အခါအတော်ကလေးမူးနေတယ်။ ကိုသိန်းလည်းလုံမစင်းတော့တဲ့အတွက်နောက်တနေ့နေ့လည်း12နာရီလောက်မှတတိဟာကိုသိန်းစီကိုသွားရအောင်မော်တော်စိတ်ကိုဆင်းလာတယ်။မော်တော်စိတ်နားရောက်ခန်းဒီမှာအေးကြံရဲ့ရီစာခင်မောင်ကအနာကက်ပြီးဓမြောင်နဲ့ bike ကိုတအားထိုးလိုက်တယ်။ထိုးပြီးဆွဲပြဲလိုက်သေးတယ်။ဦးရီထွက်လာပြီးတတိဟာအဲ့ဒီနေရာမှာပဲလဲကျသွားတယ်။ဖြစ်တာကလည်းတိတ်မြန်လွန်းနေပြီးတော့လည်းဒီလိုဖြစ်လိမ့်မယ်လို့ဘသူကမှမမျှော်လင့်ထားဘူး။ဒါကြောင့်ခင်မောင်ကိုဘသူမှမစွဲလိုက် ုက်နိုင်ဘူးနောက်မှလူတွေရုံ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 နဲ့ဟိုပြေးဒီပြေးပြေးလာတယ်ခင်မောင်ကသွေးပီနေတဲ့တမြောင်ကြီးကိုထောင်ပြပြီးကျုပ်ကတေလူနော်ခမားတို့မယားတွေမုတ်ဆိုးမှ မဖြစ်ချင်ရင်ကျုပ်အနာဘသူမှမကန့်ကြနဲ့ကျုပ်ဟာကျုပ်တကြီးအိမ်မှာ သွားအဖမ်းခံမယ်လို့ပြောတယ်အဲဒီလိုပြောပြီး သွေးပင်နေတဲ့ဓမြောင်ကြီးနဲ့သွေးတွေနဲ့လဲနေတဲ့ဥထုံးကိုထိုးပြရင်အေးကြိုင်သေးသလိုဒင်းလဲတည်ချင်းစိုးနဲ့တည်ရတာကိုကြုံမြင်ရလို့ချိန်နှက်ပြီဗျချိန်နှက်ပြီချိန်နှက်ပြီလို့ပြောပြီးခင်မောင်ဟာတကြီးအိမ်မှာဖမ်းခံလိုက်တယ်။ညဘက်ရောက်တဲ့အခါကိုသိန်းမခင်မေမောင်မြင့်ဆွေတို့မိသားစုသုံးဦးဟာခိုင်းလိုပဲတရားဆွေးနွေးရအောင်ထိုင်ကြတယ်။အဲဒီခါသားမောင်မြင့်ဆွေကစပြီးဖဖေရဲ့ဒီတထေးဥထုံးဟာအဲ့လိုသေးတာပဲကောင်းတယ်။သူဟာမိန်ကလေး းတွေကိုတိတ်ပြီးဖျက်ဆီးတာပဲလို့ပြောတယ်။လူကလေးဦးထွန်းဟာသူ့ကန်နဲ့သူစီမံသွားပြီ။လူကလေးကနောက်ထပ်အဖိုးငရဲကြီးမခံနဲ့လို့အဖေကပြောတယ်။လူကလေးဘသူတရားပြပြကိုမပြတ်အောင်နီးအဲ့ဒါအရေးကြီးဆုံးပဲလို့ အမေကအစချီလိုက်တယ်။အဲလိုပြောပြီးတော့မှလောကမှာတရားပြတဲ့သူ၊တရားမပြတဲ့သူ၊ဆိုးတဲ့သူ၊ကောင်းတဲ့သူ၊ကြီးညိုပွေရာရှိတဲ့လူ၊ကြီးညိုပွေရာမရှိတဲ့လူဆိုပြီးလူနှမျိုးနှစ်စာရှိတယ်။အဲဒီလူနှမျိုးနှစ်စာနဲ့ပတ်သက်ပြီးရှင်တော်မဖျားဟာပထမနဲ့ဒုတိယပါတာဓိကတုတ်တွေမှာဘလို့ဟောတယ်ဖို့ဆိုတာမိမိပြောပြမယ်။အဲဒီတုတ်တွေကိုမိမိပြောခင်ဘလို့လူဟာတရားပြတဲ့လူ၊ဘလို့လူဟာတရားမပြတဲ့လူ၊ဘလို့လူဟာလူဆိုးဘလို့လူဟာ ားလူကောင်းဘလို့လူဟာជីညိုပဲရှိတဲ့လူဘလို့လူဟာជីညိုပဲမရှိတဲ့လူ ဆိုတာမေမေနဲ့ဖေဖေကိုလူကလေးကရှင်းပြစမ်းမအောင်လို့မေမေကသားကိုမေးတယ်သားကသူများတတ်တတ်တဲ့သူ သူများဥစ္စာခိုးတဲ့လူကာမမှာမှားယွင်းစွာကျင့်တဲ့သူလိန်ပြောတဲ့သူအရက်တောက်တဲ့သူလောင်းကစားတဲ့သူဟာတရားပြတ်တဲ့သူလူဆိုជីညိုပဲရမရှိတဲ့သူပဲမေမေ ဒီကံ၅ပါးကိုရှောင်တဲ့သူဟာတရားရှိတဲ့သူ၊ကြီးညိုပွဲရာ ရှိတဲ့သူပဲမိမိလို့ပြောတယ်။မိမိကသာဓုခေါ်တယ်။အဲဒီလိုသာဓုခေါ်ပြီးမှ တရားမဲ့သူလူဆိုးချီညိုဝယ်ရမရှိတဲ့သူတွေဟာငါကိုယ်တော်ဖြင့်မကောင်းတာတွေလုပ်ခဲ့မိပြီးငါတို့ဟာလူကောင်းတွေမဟုတ်တော့ဘူးလို့ကိုကိုကိုပြန်ပြီးမကြခဏဆွဆွဲမိတယ်။ဒီလူတွေကိုပညာရှိတွေကကဲ့ရဲ့တယ်။ဒီလူတွေရဲ့မကောင်းတဲ့တင်ဟာအနီးဝေးပြန့်နေ။ဒီလူတွေတင်ကအနည်းကြရင်သူတို့လုပ်ခဲ့တဲ့မကောင်းတာတွေကိုသတိပြန်ရပြီးတွေတွေဝေဝေမချမ်းမသာကြောက်ကြောက်လန့်လန့်နဲ့တည်ရတယ်။ ။ဒီတဲ့ခါလဲဒီလူတွေကငရဲကိုရောက်ရတယ်လို့ရှင်တော်မဖျားကဟောကြားထားတယ်။တရားမပြတ်တဲ့သူလူကောင်းကြီးညိုဝေရရှိတဲ့သူတွေကတော့ခေါင်းနာတွေကိုပဲလုံနေကြတဲ့အတွက်ကိုကိုကိုပြန်ပြီးဆွဆွဲစရာမရှိတော့ဘူး။ဒီလူတွေကိုပညာရှိတွေကချီးမွမ်းကြတယ်။ဒီလူတွေရဲ့ကောင်းတဲ့ကြော်သောတင်းဟာအနီးဝေးပြန်ပြီးထွက်တယ်။ဒီကနေ့ကျရင်သူတို့လောက်ခဲ့တဲ့ခေါင်းနာတွေကိုပဲသတိရနေကြတဲ့အတွက်တူတူဝေးမဖြစ်ပဲချမ်းချမ်းသာသာကြီးကြီးလေးလေးနဲ့တည်ရတယ်။အဲဒီလူတွေတည်ပြီးရဲ့နောက်ခေါင်း ောင်းနဲ့လာရဖြစ်တဲ့နှစ်ပြည်ကိုရောက်ရတယ်လို့ရှင်တော်မဖျားကဟောကြားတော်မူခဲ့တယ်လို့မိကပြောတယ်။သာဖာနေအောင်စလုံးကသာရုခေါ်ကြတယ်။အဲလိုသာရုခေါ်ကြပြီးတဲ့နောက်မိကအခုပြောခဲ့တဲ့တရားတော်နဲ့ဆက်ဆက်နေတဲ့သပ္ပူရိတာတုတ်ကိုမိမိဟောအောင်မယ်လို့အစာချပြီးအခုလိုဟောတယ်။လူမျိုးမှာ သူတော်ကောင်းတွေဖြစ်ထွန်းလာတယ်ဆိုရင်လူများကြိုးရှိဖို့စည်းဝါဖြစ်ဖို့ချမ်းသာဖို့ဖြစ်တယ်။မိဖတွေကိုကြိုးရှိဖို့စည်းဝါဖြစ်ဖို့ချမ်းသာဖို့ဖြစ်တယ်။ဒါမြ ားအခိုင်းစေရွှေခုံမိုးတွေအကျိုးရှိဖို့စီးပွားဖြစ်ဖို့ချမ်းသာဖို့ဖြစ်တယ်။သမဏဗြဟ္မဏတွေဟာအကျိုးရှိဖို့စီးပွားဖြစ်ဖို့ချမ်းသာဖို့ဖြစ်တယ်။ကောင်းတဲ့မိုးဟာကောက်ပဲတိနံပေါ်များအောင်လှုပ်ပေးရလူတွေရဲ့အကျိုးစီးပွားရဲ့ချမ်းသာခြင်းကို ဖြစ်စေသလိုလူမျိုးတို့မှဖြစ်ထွန်းပေါ်ပေါက်လာတဲ့သူတော်ကောင်းတွေလည်းလူတွေအမိဖတွေသာမယာအခိုင်းစေတွေရွှေခုံမိုးတွေရဲ့အကျိုးစီးပွားချမ်းသာခြင်းကိုဖြစ်စေတယ်။ တမနာမြမနာတွေရဲ့အကျိုးစီးပွားချမ်းသာခြင်းကိုဖြစ်စေတယ်။အကျိုးစီးပွားကိုဆောင်ရွက်သူဟာလူတွေရဲ့စီးစိမ်ကိုဖြစ်စေတယ်။တရားဆောင်ပြီးအကြာမြင်များတဲ့အကျင့်ဒီလာနဲ့ပြည်စုံတဲ့ဒီသူတော်ကောင်းတွေကိုနတ်တွေဆောင်နေတရားဆောင်တဲ့သူတရားမှတည်တဲ့သူတွေဟာစင်သာဝရကျော်စောတယ်ထင်ရှားတယ်ဒီသူတော်ကောင်းတွေကိုကျော်စောထင်ရှားခြင်းဟာမစွန့်ပြစ်နိုင်ဘူး တရားဆောင်တဲ့တရားမှတည်တဲ့ဒီလားနဲ့ပြည်စုံတဲ့အမှန်နဲ့စကားတွေကိုဆိုလေးရှိတဲ့သူမကောင်းမှုကျူးလွန်ရမှာကို ရှက်တက်တဲ့သူတော်ကောင်းတွေကိုဘယ်သူတွေကကဲ့ရင်နိုင်မှာမလဲစပူရိရွှေကို လူတွေမကဲ့ရင်နိုင်သလိုဒီသူတော်ကောင်းတွေကိုလည်းဘယ်သူမှမကဲ့ရင်နိုင်ဘူးသူတော်ကောင်းတွေကိုလည်းနတ်တွေကလည်းချီးမွမ်းတယ်မြမာတွေကလည်းချီးမွမ်းတယ်လို့ရှင်တော်မြတ်ဖျားကဟောကြားတော်မူခဲ့ပါတယ်လို့အမိကပြောတယ်။သာဖနှစ်ယောက်သာဓုခေါ်တယ်။အဲဒီနောက်ဖေကခိုင်းလို့ပဲသူ့နှဖူးပေါ်မှာလက်အုပ်ချပြီး ြီးဖျားမတစ်ပါးချာကိုကိုရာမရှိပါဘူးတရားမတစ်ပါးချာကိုကိုရာမရှိပါဘူးတန်ငါမတစ်ပါးချာကိုကိုရာမရှိပါဘူးလို့ရွတ်လိုက်တယ်အဲလိုဖေကရွတ်ပြီးတော့မိကလည်းလူကလေးရဲ့လူကလေးဟာချမ်းသာချမ်းသာစင်ရင်စင်ရင်ယာရုဌာဏတရရှိရှိမရှိရှိဘာပဲဖြစ်နေနေသူရဲကောင်းဖြစ်ပါသည် သူရောမှမဖြစ်ပါသည်နဲ့လူဆိုးမဖြစ်ပါသည်နဲ့ជីညိုပေါ်ရာမရှိတဲ့သူမဖြစ်ပါသည်နဲ့လို့ဆက်ပြောတယ်စိတ်ချပါမိ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 သားဟာလူဆိုးပဲနီးနေမှမဖြစ်နိုင်ပါဘူးလို့ သားကပြန်ပြောတယ်အမေကသားတို့သုံးချိန်ခေါ်တယ်တတိယဦးထွန်းဆုံးပြီးလို့ရက်မလဲသေးခင်ပဲတတိယကတော့မမြရှင်နဲ့သားလှိုင်ဖီတို့ဟာကိုသိန်းစီလာပြီးအလုတ်ပြန်လက်ခံဖို့မျက်ရည်ဆက်လက်နဲ့တောင်းပန်ကြတယ်ကိုသိန်းနဲ့မခင်မင်းနဲ့တိုင်ပင်ပြီးတော်များရှင်တို့ကိုလှိုင်ဖီတို့ခုလိုဒုက္ခရောက်နေတဲ့အခါပြပြခါခါလှုပ်လို့မကောင်းဘူးအလုတ်ပြန်လန်းခိုင်နိုင်ရင်ကောင်းမယ်လို့ဆုံးဖြတ်ကြတယ်နောက်တစ်နေ့အလုတ်ပြန်ဝင်တယ် အခန်း19ပြီးပါပြီ။နောက်ရက်ဒီမှာခန်း20နဲ့တူပြန်လာခဲ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။